မင်္ဂလာပါလီဗာပူးအသင်းအထက်တော့အင်စတန်ဘူဆိုတာနဖောင်းကချန်ပီယံလိအောင်ပွဲတဲ့အမတ်ရစရာနေရာပေါ့နော်ဟုတ်ကဲ့ဟုတ်ပါတယ်တမိုင်းဝင်နေရာတစ်ခုပါတော်ပြီပဲဒီတစ်ပတ်ချန်ပီယံလိမှာတော့အချင်းတွေကပြောင်းပြန်ဖြစ်သွားခဲ့တယ်ဂါလာဒါစီယေကိုအဝေးကွင်းမှာတကောဂိုးမရှိနဲ့အရှုံးသွားတယ်ဟုတ်ပါတယ်ဒီနေ့ကျမတို့ဒီပွဲအကြောင်းကိုတုံးသက်ကြည့်တော့အဓိကရထားတာကတော့ The Sand Trends ရဲ့ပွဲပြီးထုံးသက်ချက်ဆောင်းပါးတစ်ခုပါอืม တဆန်ကတော့အတုံးလုံးနေနေပြန်တယ်။ဟုတ်ဒီဆောင်းမကိုအခြေခံပြီးတော့လီလီဗာပူးပါလို့ရှုံးသွားလေ။ပွဲရဲ့အဓိကအဖြစ်ဖြစ်တည်ကစားသမားတွေရဲ့ခြေစွမ်းနောက်ဆက်တွဲတည်ဒါတွေကိုဆွေးနွေးကြည့်ကြမယ်လေ။ကောင်းပါတယ်။ယာဒီအစားမှာချုပ်ပွဲဆက်တိုင်နိုင်ထားပြီးမှဒီလိုရွတ်တရက်음ရိုင်းထွားတာကိုလေးလာကြည့်ရမှာပါနော်။ The Sun ဆောင်းပါမှာဆိုရင် Crystal Palace ကိုရှုံးပြီးလေးရက်အတွင်းမှာပဲဒီဒုတိယရှုံးပွဲကြုံလက်ရတာကို သူတို့ကလီဗာပူးကိုတိုင်ဖန်တီးရဲ့အစ္စတန်ဘူငရဲလို့တောင်းတွန်းထားလဲနော်။ဘလီချသွားပြီလို့ပြောရမယ်။อืมဆောင်းမရဲ့အဘော်ရာဆိုလီဗာပူးစက်ရန်ထရာပြီးပြီးပြုတ်ထွက်တော့မလို့ဖြစ်နေပြီလားဆိုတဲ့မေးခွန်းမျိုးထုတ်လာစေတဲ့။ဟုတ်တယ်။ဆိုရင်ဆရာနေထားဖို့တကိုးကိုမရှိဆိုပေမဲ့အဲ့ဒီတကိုးကလည်းပန်နတီကနေရပါတာလေ။အဲ့ဒီခရရန်ကပွေးအစုံဖြတ်ပဲ။ဆိုဘစ်လိုက်ရဲ့ခန်းကနာကိုပြောမှာပေါ့။อืมဆိုဘစ်လိုက်ရပွေးစာနမနစ်လောက်မှတခါမှလို့တည်ရလေ။ ဘာရီစီလမတ်ကိုလွတ်သွားစေခဲ့တာအဲဒုံကတော့ကန်ကောင်းသွားတယ်ဒါပေမဲ့နောက်ပိုင်းပယ်နယ်တီပေးလိုက်ရတဲ့အမားကတော့တကယ်ကိုအဆုံးဖြတ်ဖြစ်သွားစေခဲ့တာဟုတ်တယ်ပိုဆိုတာကအဲ့ဒီပယ်နယ်တီမဖြစ်ခင် second ပိုင်းလေးမှနင်လီဗာပူဘတ်ကဂိုးတကြဖို့ရနိုင်တာခွင့်ရတယ်လွဲခဲ့သေးတာဟုတ်လားဘယ်သူတွေလဲအဲအီတီတကက်က98တရကန်းခွင့်ရတာရယ်ပြီးလို့ဂက်ပိုးကပိတ်သွင်းတာရယ်အဲ့ဒါတွေကိုဂလာတာစာတွေနောက်ခံလို့ဂျက်ကိုဘာကဂိုးလိုင်းပေါ်ကနေနှစ်ခါဆက်တိုက်ကာကွယ်သွားတာ ဆိုတော့ကိုဘက20နဲ့ကိုးတွေလွဲပြီးမှဟိုဘက်ကိုပင်နာတွေပေးလိုက်ရတဲ့အနေထားဆိုတော့ပေါ်ပြီးခံပြင်းစရာဖြစ်မှာပေါ့နော်အဲ့ဒါပေါ့အတင်းရဲ့စိတ်တက်ပိုင်းကိုတော်တော်လေးထိခိုက်စေမယ့်အခိုက်အတန်းပဲတဆမ်းမှာအဲ့ဒီ penalty ဖြစ်ပုံကိုတော်တော်လေးအသေးစိတ်ရေးထားတယ်ဘယ်လိုဖော်ပြထားလဲ Super Sly က you must ကိုတားတဲ့ပုံစံကထူးဆန်းစွာလိန်ပြီးစိုးရွားတဲ့နေထားနဲ့နောက်ပြန်လွဲရမ်းလိုက်တဲ့လမောင်းနဲ့မျက်နှာကိုရိုက်မိတယ်အာဆိုတော့ပုံမှန်တားစီပုံမဟုတ်ဘူးပေါ့ဟုတ် ထီချက်ကလည်းပြင်းသွားပုံရတယ်။ဒိုင်ကလည်းချက်ချင်းပဲပင်တော့ဒီပေးလိုက်တာ။ဒါကတူးချင်းအမားဆိုပေမဲ့အဲ့ဒီချိန်မှာလီဗာပူးကစားသမားတဲ့စိတ်အာယုံပြန်လဲနေသလားလို့တော့ထင်စရာပဲ။အဲ့ဒီပင်နတီကိုတော့ဂလာတာဆန်ရဲ့နာမည်ကြီးသိစစ်မှုဗစ်တာအော်စီမန်ကဂိုးဖစ်ကန်သွင်းထားတယ်။ The Sun ကသူ့ကိုမျက်နာဖုံးဆွလူစွန်ကောင်းလို့ရေးထားတာတွေ့တယ်။ဟုတ်။သူကဂိုးသမားအဲလီဆန်ကိုလှေစားပြီးအလဲတက်တဲကန်ထဲလိုက်တာ။ အဲ့ဒီမှာ Rams Park Queen တွေကပြိတ္တတွေကတော့အယံကိုပွက်လို့ရိုက်သွားတယ်လို့ဆိုတယ်။အင်းဒီ penalty ကအဆုံးဖြတ်ဖြစ်ခဲ့တာမှန်ပေမဲ့ပွဲတစ်ပွဲလုံးခြုံကြည့်ရင် Liverpool ရဲ့ခြေစွမ်းကလည်းယုံကန်ခဲ့ရတယ်လို့ပြောရမယ်ထင်တယ်။ခန်းစစ်ပိုင်းမှာရောဟုတ်ကဲ့။ခန်းစစ်မှာလည်းအားနည်းချက်တွေရှိခဲ့တယ်။အထူးသဖြင့်တောင်ပါနေမှာပေါ့။ slot က subsolite ကိုညာနောက်ခံလူဖြစ်စစ်တုံးတာကိုလည်းမေးခွန်းထုတ်เสียဖြစ်ခဲ့တယ်။ဘဟုခန်းစစ်ကရောကိုနာထေကို the sand ကဘလို့တုံးတယ်လေ။ကိုနာထေကို စိတ်လွှတ်ရှားလွယ်တဲ့ခံစစ်ကစားတမား Navy Defender လို့တုံးထားတယ်။ဟုတ်လား။ဘာကြောင့်အဲ့လိုတုံးလုံးရတာလဲ။အေးဒီပွဲမှာသူလုခဲ့တဲ့အမားတွေဒီငယ်မှုနည်းနည်းလုံနေတဲ့ပုံစံတွေကိုအတိအကပြောချင်မှရပါတယ်။ဥမာဟို Alison တန်ရာရထွက်တဲ့ဖြစ်မှာဆိုရင်သူ့ရဲ့မတေးကြမရေရတဲ့နောက်ကံဘောကနေစတာပဲ။အော်ဟုတ်ကဲ့ဟုတ်ကဲ့။ဆိုတော့ဒီပွဲကြောင့်သူ့ကိုအဲ့လိုဝေးဖန်တာပေါ့နော်။ဟွန်းဖြစ်နိုင်ပါတယ်။ခံစစ်တင်မဟုတ်ဘူးတိုက်စစ်ကိုကြည့်ရင်လည်းအချင်းတွေကတိတ်မကောင်းခဲ့ဘူးလေ။ ဟုတ်ကဲ့ပီနယ်တီမတိုင်ငင်အခွင့်ရေးလွှဲတာရီအပြင်ဘောလုံးပေါ်ကင်ထားနိုင်ခဲ့ပေမဲ့ထီရောက်တဲ့တိုက်စစ်မျိုးတိတ်မတွေ့ရဘူးဟုတ်တယ်ကစားပုံကပေါ်လျော့နေတယ် sloppy တည်ကြမှုမရှိဘူးလို့ the sun ကတုံထားတယ်ဂလာရာဆာရဲ့ PR ပေးကစားပုံထဲမှာလီဗာပူးကစားသမားတွေပိတ်မိနေခဲ့ပုံရတယ်အဲ့ဒါကြောင့်မဲ2020 November နောက်ပိုင်း Champion League အုပ်စုလေးအရှင်မှာပထမဆုံးအချိန်ဂိုးမသွင်းနိုင်တာဖြစ်သွားတာပေါ့နော်အတိအကျပဲ တော်ရေးကြပြီကိုမတွေ့နိုင်တာမရှိခဲ့တာဒီလိုတိုက်စစ်အားနည်းတာကတူးချင်းခြေစွားနဲ့လဲဆိုင်မှာပေါ့ဥပမာ Florian Witz လို့ဈေးကြီးပေးခေါ်ထားတဲ့ကစားသမားကတော့ဒီဘွဲမှာဘလို့လဲ Witz ကကန်ချက်တစ်ချက်တော့ဂေါသမကာကွယ်လိုက်ရတာရှိတယ်ဒါမဲ့ရေပြူအားထင်သူ့ပေါ်မျောလင်းချက်တည်းရဲ့ဖိအားကိုခန်းစားနေရပုံပဲလေဆွန်ဘာကတုံးတက်တယ်။ဟုတ်လား။နောက်ပြီး Hugo ETDK ဆိုရင်လေယုံကြည်မှုပြောင်းနေပုံရတယ်လို့ဆိုတယ်။ဇာလာတောင်လူစားဝင်လာပြီးမှပွဲကိုတိပြောင်းလဲမဖြစ်နိုင်ခဲ့ဘူး။อืม ်ကော်နာဒေးတောင်ထောင်ကန်ဝေါကနေခေါက်တက်ခွင့်ရတာလွဲတယ်ဆိုတော့အခွင့်ရေးမရတာမဟုတ်ပဲရတာကိုအတုံးမချနိုင်တာပိုဆိုးနေသလိုပဲဟုတ်တယ်ဟုတ်တယ်ဒုတိယပိုင်းအစမှာညာချင်းကဖရင်ဘုံဖန်ဒီပေးတာကိုအတိတိခေရခဲ့ပေးတယ်အဲ့ဒါလေဂိုးတမကောက်ွယ်သွားပြန်ရောဆိုတော့အဆုံးသက်ပိုင်းမှာတိကျမှုရောယုံကြည်မှုရောလိုနေတာထင်ရှားလဲ ဒီလိုအသိလိုက်ရောသူဦးချက်မှာယုံကန်နေရချိန်မှာနီပြာအန်စလော့ရဲ့ဆုံဖြတ်ချက်ဒီအထူးတိပဲလူရွေးချယ်မှုအပေါ်ဝေဖန်မှုနေလဲရှိလာတဲ့ဆာလာနဲ့အီဆာကိုအယံထားခဲ့တာလေအဲ့ဒါကိုသစန္တရာလုံးဝမာယွင်ပြီးကိုကုတ်ပြန်ထိခိုက်စေခဲ့တယ်ဘတ်လီဘက်ဖိုင်ယာလို့ပြင်းပြင်းထန်ထန်ဝေဖန်ထားတယ်ဘာကြောင့်လဲသူတို့မြင်တော့ဂလာတာဆာရီမှာကွင်တိုကန်လို့အတွေ့အကြုံရှိတဲ့ကစားသမားတွေပါနေတော့ ဒီလိုပွေးမျိုးမှာအဓိကကစားသမားရင်းနဲ့ပဲဖွဲ့ထွက်သင့်တယ်ဆိုတဲ့သဘောပေါ့ short ထွက်တယ်လို့ဖြစ်သွားတယ်လို့ဆိုချင်ပေါ်ရတယ်။နှွေရာသီမှာတန်း40-50လောက်တုံးထားတဲ့လူဆိုင်ရင်းချုပ်ပေးမယ်။ကစားသမားသိတဲ့အံဝင်ခွင့်ကြမဖြစ်သေးဘူးဆိုတဲ့အတိုင်းလည်းကြားရတယ်။ဟုတ်ပါတယ်။အဲ့ဒါလည်းထောက်ပြထားတယ်။ Isaac ကကြံ့ခိုင်မှုလိုနေသေးတယ်။ Witch ကဖျားများနေတယ်။ ATTK ကမသေးချာမရေရာဖြစ်နေတယ်။ဟွန်း။ဝင်းရူနီရဲ့ဝေဖန်ချက်ကိုတောင်ကိုကားထားသေးတယ်။ Unique ကဝစ်စာအတင်းကိုထိခိုက်စေနေတယ် hurting the team လို့ပြောခဲ့တယ်ဆိုပြီးတော့ဒါကတော်တော်ပြင်းတဲ့ဝေဖန်မှုပဲအဲ့ဒီလိုဝေဖန်မှုတွေကြောင့်ပဲလို့ဒီပွေးချိန်တနားကြီးကျော်မှာ slot က sala isac ပြီးတော့ bradley ကိုပါတပြိုင်တည်းထည့်လိုက်တယ်အဲ့ဒီနောက်ပိုင်းရောအခြေအနေထူးခဲ့သေးလားနင်းနေတော့ကစားပုံတက်လာလို့ရှိခဲ့ပေမဲ့ကိုတော့မရခဲ့ဘူးအလီယတီခေကိုပဲချမ်းပြောင်းကစားခိုင်းပြီးမကြခင်မှာပဲသူတန်းရရပြီးထွက်သွားရပြန်ရောသူနေရာကိုမက်ကောလစ်စတာဝန်လာရတယ်ကန်ဆူမှုတွေကဆက်တိုက်ပင်နော် အလီယက်တိခေဒန်ယန်ရောက်လာအပြင်ပိုးဆိုးတာကအကူထမအဲလီဆန်ပါဒန်ယန်နဲ့ထွက်သွားရတာအဲ့ဒါကတကယ်စိတ်မကောင်းစရာပဲကိုနာတည်းရဲ့နောက်ပြန်ပေါ်အမားကနဲ့အိုစီမင်နဲ့တိတော့ချင်းဖြစ်သွားချိန်မှာအဲလီဆန်ကရှေ့ထွက်ပြီးတက်တီရှိရှိရှင်းထုံလိုက်တာဟုတ်အဲ့ဒီမှာပဲခြေလောင်နားကိုထိခတ်တော့ပုံရတယ်ဒန်ယန်ကမတေးတော့ဘူးထင်တယ်ချက်ချင်းပဲလူစားလဲလဲရတယ်မမ်မိုရီဗားလေးရှိဝင်လာတာလာမစနေနေချယ်စီနဲ့အဝေးကွင်းပွဲအတွက်အဲလီဆန်ပါနေမှာမလားမသိဘူးနော် the sun ကတော့လွယ်ဖို့များတယ်လို့ခန့်မှန်းထားတယ်။အဓိကကစားသမား၂ယောက်တပွဲတဲ့တိုင်ယာရထွားတာကတော့ Liverpool အတွက်တော်တော်လေးထိုးနှက်ချက်ပြင်းသွားပြီ။ဒါပေမဲ့တစ်ဖက်က Galatasaray ရဲ့ကစားပုံကိုလည်းကြည့်အောင်။သူတို့ဘလို view ဟာနဲ့ကစားခဲ့တာလဲ။သူတို့ကစားကွက်ကရှင်းတယ်။ဘောလုံးကို Liverpool ကိုပေးထားလိုက်တယ်။ဒါပေမဲ့ဘောလုံးရတာနဲ့အပြင်းထန်ဖြေရပေးတယ်။ Liverpool ခံရတဲ့ကွင်းလေကဟိုနည်းနည်းသုံးလုံနေရကူသူတို့ကောင်းကောင်းအသုံးချသွားတာ။ အမားလို့အောင်ဖျားပေးတဲ့သဘောပေါ့ဟုတ်ကဲ့အဲ့ဒီနီလန်ကအလုတ်ဖြစ်ခဲ့တယ်ဒီနိုင်ငံကဂလာထာဆာရဲ့အတွက်စံချိန်ကောင်းနေလဲပြန်ရစေခဲ့တယ်နော်ဟုတ်ပါတယ်2018နောက်ပိုင်းပထမဆုံးချန်ပီယံလိအင်ဂွိုင်းနိုင်ပွဲပြီးတော့2020မတ်လကဘာစီလိုနာနဲ့တေးကြပြီးတော့ပိုင်းဥရောပပွဲမှာပထမဆုံး clean sheet ပြန်ရတာအိုးသူတို့အတွက်တော့တကယ်ရေးပါရဲ့နိုင်ပွဲပဲပွဲပြီးခါနီးမှာတော့ liverpool ဘက်ကခြေကိုအတွက်အခွင့်အရေးမရတော့ဘူးလား isaac တို့ဝင်လာပြီးမှာတော့ အီဆက်တချိန်ကန့်ခွင့်ရခဲ့တယ်။ဒါပေမဲ့ဂေါတမချကေနဲ့နည်းနည်းနီးသွားတော့ကောက်ွယ်သွားနိုင်ခဲ့တယ်။နောက်ပြီးကူနာတီပင်နယ်တီအဲရီယာရဲ့လဲကြသွားလို့ပင်နယ်တီပေးလိုက်သလိုဖြစ်သွားသေးတယ်။ဟင်။နော်တလုံးလား။ဟုတ်။ဒါပေမဲ့ VAR ကပြန်ကြည့်တော့နောက်ခံလူစင်ကိုကဘောလုံးကိုပဲထိခဲ့တာတွေ့ရလို့ပင်နယ်တီပြန်ရုပ်တင်းလိုက်တယ်။အဲ့ဒါကတော့မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ဆိုတော့အဆုံးမှာကေတင်ရှင်မပေါ်ခဲ့ဘူး။ ဒါဆိုရတော့ခြုံပြီးပြောရင် the sun ရဲ့အမြင်ရလီဘာပူးဟာဒီရှုံးပွဲနဲ့ထိုက်တန်ခဲ့တယ်ဆိုတဲ့သဘောပဲပေါ့အဲ့လိုပါပဲဆောင်းမှာအဆုံးသတ်မှာကေတင်ရှင်မရှိခဲ့ကေတင်ချင်းခံရဖို့လည်းမထိုက်တန်ခဲ့လို့ရေးထားတာကအဲ့ဒီသဘောကိုပြနေတယ်တော်တော်ပြင်းထန်တဲ့သုံးသပ်ချက်ပဲဟုတ်ကဲ့ရှုံးရတဲ့အကြောင်းရင်းတွေကတော့အများကြီးကိုလေနီးပြရဲ့လူရွေးချယ်မှုစာဘိုစလိုက်ရဲ့အမားတိုက်စစ်အခွင့်အရေးလွဲချော်မှုကိုမတွင်းနိုင်ခဲ့တာခံစစ်ပိုင်းတည်ငြိမ်မှုမရှိတာ နောက်ဆုံး Alison နဲ့ EDD ကလေးတို့တန်ရရသွားတာတွေအားလုံးစုပြီးဒီရလက်ဖြစ်လာတာပေါ့ကာလာရစားရရဲ့ကစားကွက်စီကံအမှားဆောင်ပြီးအဖြစ်ပေးနိုင်တာကိုလည်းအတိအမှတ်ပြုရမှာပါဒီပွဲကနေကျမတို့ဘောလုံးပိတ်သက်တွေသင်ခန်းစာယူနိုင်တာကငွေဘလောက်တုံးထားတုံးထားလူဘလောက်တောင့်တင်းတောင့်တင်းဖြည့်ရတယ်တန်ရပိသမားတွေခြေဆွမ်းကြတာတွေကျုံလိုက်ရင်အသင်းကြီးတွေလည်းရိုင်းနေနိုင်တယ်ဆိုတာပဲဟုတ်ပါမိုမန်တမ်ဆိုတာဘောလုံးမှာအရင်အရေးကြီးတာကိုပြလိုက်တာပဲဘလောက်မြန်မြန်ပြောင်းလဲနိုင်လဲဆိုတာ ထိတ်တန်းတင်းတိုင်းမှာအားနည်းချက်တွေရှိနိုင်နေဆိုတာပေါ့အခု Liverpool အနေနဲ့ကတော့ဒီရာသီအစရိုင်းနေမှုဒီတန်ရာပြေတနာတွေကိုအမြန်ဆုံးဖြည့်ရှင်းဖို့လိုနေပြီအထူးသဖြင့်လာမယ့် Chelsea နဲ့ပွဲလို့ပွဲကြီးတွေမတိုင်ခင်အနိုင်ရတဲ့လမ်းကြောင်းပေါ်ပြန်ရောက်ဖို့အရေးကြီးတယ်ဟုတ်ကဲ့ဒါဆိုရင်လေဒီနေ့ဆွေးနွေးခဲ့တာတွေသစင်းနဲ့ထောက်ပြခဲ့တဲ့ပြေတနာတွေကိုပြန်ကြည့်ပြီးစဉ်းစားစရာတခုမေးချင်တယ် လီဗာပူးဒီအခြေအနေနဲ့ယုံထွက်ဖို့အရေးကြီးဆုံးလောက်တဲ့နဲ့နီးဖြူဟာအပြောင်းလဲဒါမဟုတ်ကစားသမားရွေးချယ်မှုအပြောင်းလဲတစ်ခုကဘာဖြစ်နိုင်မလဲ whips ကိုခဏအရန်ထားမလားဒါမဟုတ်ခန်းစစ်ကိုပဲပို့အာယုံဆိုင်မလားอืมဒါကတော့စိတ်ဝင်စားစရာမေးခွန်းပဲ slot ပါဆယ်လုံးမလဲဆိုတာစောင့်ကြည့်ရမှာပေါ့ခန်းစစ်တည်ငင်မှုကတော့အရေးကြီးဆုံးဖြစ်လာနိုင်တယ်ဒါမဟုတ်အလဲတမ်းမှာအပြောင်းလဲလုံးမလားအများကြီးစဉ်းစားစရာရှိနေပါတယ်